ခရစ်တော်ကိုကြိုဆိုဖို့ပြင်ဆင်ကြမယ်။ကက်သလစ်သာသနာတော်၏နေ့စဉ်ကျမ်းစာထာရှုခြင်းများကိုဝေမျှပေးနေပါတယ်။နိုဝင်ဘာလ29ရက်နေ့အတွက်ပါ။ချက်လာစွာသောညီကိုမောင်မောင်အပေါင်းတို့ယခုရက်ပိုင်းတွင်မှကျွန်တော်တို့ကက်သလစ်သာသနာတော်ရဲ့ဝတ်ပြုကိုးကွယ်ခြင်းနှစ်ဆုံးပိုင်းရောက်ရှိနေတဲ့အတွက်နဲ့နောက်ထပ်အနှစ်သစ်တစ်ခုကိုစတင်ဖို့ပြင်ဆင်တဲ့အနေနဲ့ဒီခြင်းတရားအကြောင်းတရားစီရင်ခြင်းကောင်းကင်နိုင်ငံအကြောင်းနဲ့ ယ်ငရဲ့အကြောင်းတွေကိုထောက်ရှုစေပါတယ်သူတို့ဖြင့်ရှင်လူကာဧဝံဂေလိကျမ်းနဲ့ပရောဖက်ဒါနီယယ်ကျမ်းတို့ကိုဖတ်ကြားနိုင်ယူစေပြီးထောက်ရှုပြင်ဆင်စေတဲ့ဘာသာရေးဒလိထုံးတမ်းတစ်ခု ဖြစ်ပါတယ်ဒါပေမဲ့ဤကျမ်းပိုက်တွေ ကျမ်းစာတွေဖတ်ရှုစေခြင်းဟာကျွန်တော်တို့ကိုကြောက်လန့်စေဖို့မဟုတ်ပဲကျွန်တော်တို့ကိုနိုးကြားနေစေဖို့ရည်ရွယ်ပါတယ်ဒီနေ့ကြားရမယ့်ပထမကျမ်းစာမှာဆိုရင်ဘီယံတစ်ပါးက ဆူတောင်းဖို့ရန်အတွက်တားမြစ်ထားပေမဲ့လူအမိတ်နာခံခြင်းထက်ဘုရားသခင်ကိုနာခံဖို့ရန်ရွေးချယ်ခဲ့တဲ့ Prophet Daniel ရဲ့အကြောင်းကိုကြားရမှာပါ သူဟာနေ့စဉ်၃ချိန်ဆူတောင်းခဲ့ပြီးခိုင်မာတဲ့ယုံကြည်ခြင်းကိုပြသခဲ့ပါတယ်အပြစ်ဒဏ်အနေနဲ့ခြင်းသည့်တွင်တဲကိုပြစ်ချခံခဲ့ရပါတယ်ဒါပေမဲ့သူ့ရဲ့ခွန်အားကြောင့်မဟုတ်ဘဲဘုရားသခင်ရဲ့ဟောအားဘုရားသခင်ကိုယုံကြည်ခြင်းကြောင့် ကန်တင်ခြင်းခံခဲ့ရပါတယ်ဒီဝင်ကလေးကျမ်းစာမှာဆိုရင်လေခရစ်တော်မှအနာဂတ်မှာဖြစ်မဲ့ဂျေရုရှလင်မြို့ရဲ့ပျက်စီးခြင်းလူသားတွေကြုံတွေ့ရမဲ့ကြောက်လန့်ရခြင်းအကြောင်းတွေကို ပြောပြထားပါတယ်တမိုင်းမှာလည်းတကယ်ဖြစ်ခဲ့ပါတယ်ဂျေရုရှလင်မြို့ကြီးပြာကျခဲ့ပါတယ်စစ်ပွဲတွေအုံကြွမှုတွေဖြစ်ခဲ့ပါတယ်ဒါပေမဲ့ဤကျမ်းစာတွေဟာ ခရစ်တော်ရဲ့ဒုတိယအကြိမ်ကြွလာခြင်းနဲ့လူသားအလုံးကိုတရားစီရင်မဲ့ ဒုတိယအကြိမ်ကြွလာခြင်းကိုထောက်ရှုဖတ်ရှုစေတာဖြစ်ပါတယ်။ကဘာကြီးမှာလူသားတွေရဲ့အပြင်တွင်တဲ့ဝန်ထုပ်ဝန်ပိုးတွေအောက်မှာဒုက္ခမျိုးစုံကြုံနေရတာကျွန်တော်တို့ပတ်ဝန်းကျင်မှာမြင်တွေ့နိုင်ပါတယ်။ဒါပေမဲ့ကျွန်တော်တို့ရဲ့ယုံကြည်ခြင်းမှာဤလက္ခဏာတွေကစိတ်ပြက်အားငယ်ခြင်းအမှတ်သားမဟုတ်ပဲကဲတင်ခြင်း မျောလင့်ချက်ရဲ့ရှေ့ပြေးနမိတ်လက္ခဏာတွေအဖြစ်ရှုမြင်ရပါမယ်။ဤအရာတွေဟာဖြစ်ပေါ်လာတဲ့အခါမှာ တင်တို့ရဲ့ကယ်တင်ခြင်းသည်နီးလာပြီးဖြစ်၍ထား၍မျှော်ကြည့်ကြလောလို့သခင်ခရစ်တော်ဆိုတဲ့စကားကိုကျွန်တော်တို့ကြားယောင်ရပါမယ်။ဒါကြောင့်ဒီလိုချိန်ဒုက္ခဝေဒနာကဘာကြီးမှာကျွန်တော်တို့ယုံကြည်သူခရိယန်တွေအနေနဲ့မမမမအသင့်ရှိဖို့ဖိတ်ခေါ်ခြင်းခံရပါတယ်။နိုးကြားနေဖို့သတိပေးခံရပါတယ်။နောက်ဆုံးတရားစီရင်ခြင်းကိုပြင်ဆင်တဲ့အနေနဲ့နေ့စဉ်ဘဝကိုအသက်ရှင်နေထိုင်နိုင်ဖို့ ဝိညာဉ်ရေးရာတွေမှာပြင်ဆင်ထားရမယ့်အနေအထားကိုကျွန်တော်ထောက်ရှုချရမှာပါညီကောင်မောင်မပေါင်းတို့ကျွန်တော်ရဲ့ခေတ်သစ်ကဘာကြီးရဲ့စိုးရင်ပူပန်မှုတွေစီးပွားရေးပျက်စီးမှုတွေနိုင်ငံရေးအခြေအနေတွေနဲ့အကြမ်းဖက်မှုစစ်ပွဲတွေကိုရင်ဆိုင်နေရချိန်မှာရှင်သစ်ဒွင်းတဲ့က Prophet Daniel ကိုသတိရကြပါစို့ကြောက်ရွံ့ခြင်းကြောင့်အရှုံးမပြေဘဲ노ကြစွာနေဖို့တိုက်တွန်းထားတဲ့ ခင်ခရစ်တော်ရဲ့စကားကိုနားထောင်ကြပါစို့ကျွန်တော်ရဲ့သခင်ဟာဘုံတကူတော်ဖြင့်တပံကြွလာတဲ့အခါမှာကိုရိုနဲ့တွေ့ဆုံရန်အသက်ပြင်ဆင်ထားတဲ့ဘဝတွေဖြစ်နိုင်ဖို့ခရိယန်တွေဖြစ်နိုင်ဖို့ထိုင်မာတဲ့ယုံကြည်ခြင်းမြဲမြံတဲ့ဆုတောင်းခြင်းလိုချတဲ့မျှော်လင့်ချက်တွေနဲ့အသက်ရှင်ရမယ်ဆိုတာကိုဒီနေ့ကျမ်းစာတော်တွေအားဖြင့်ထောက်ရှုလျက်ခွန်အားယူကြပါစို့